ဲ့တော့ကျွန်တော်တို့ဒီနေ့ဒီစီဝေးဖြစ်လာရတဲ့အကြောင်းကြီးကတော့ကျွန်တော်တို့ Academy ပေးပွဲကနေဆက်ဆက်ပါတယ်ကျွန်တော်တို့ Academy ပေးပွဲပြီးတဲ့နောက်ပိုင်းမှာအားလုံးသိကြတဲ့အတိုင်းဒီလူမှုကွန်ရက်ဆက်မျက်နှာတွေပေါ်မှာအပြန်အလှန်မကျေနပ်မှုတွေဝန်ခံမှုတွေပေါင်းပေါ်လာတဲ့အခါမှာကျွန်တော်အနေနဲ့ရုပ်ရှင်စီရင်ဥပဒေတယောက်လို့စဉ်းစားပါတယ်အဲ့တော့ကျွန်တော်ရုပ်ရှင်လောကသားကြီးကအပြင်းအထန်ကြီးလို့ရှိရင် တယောက်နဲ့တယောက်ပြုတ်ခွဲနေကြတဲ့အစည်းအဝေးတွေညှို့မှုတွေရှိဖို့အဆင်မပြေမှုတွေလည်းပဲပြည့်နေတယ်ရဲ့လို့ထင်မြင်စရာတွေဖြစ်လာပါတယ်။အဲတော့ကျွန်တော်တို့ရုပ်ရှင်သမားတွေဆိုတာပရိသတ်ရဲ့အားပေးမှုပရိသတ်ရဲ့မြတ်တာနဲ့ကျွန်တော်တို့ကယက်တည်ရတဲ့အမှုပညာရှိတွေဖြစ်ပါတယ်။ပရိသတ်ရဲ့ဆန်းပြုတ်ဆန်းပြုတ်ရာအခွင့်အရေးတစ်ခုလို့လည်းပြောမယ်ဆိုရင်ပြောလို့ရပါတယ်။အဲဒါကြောင့်ကျွန်တော်ဒီနေ့ရတော့ကိုလောဘသာချင်းချင်းတွေမှာအချင်းချင်း တယောက်နဲ့တယောက်မကျေနပ်မှုတွေမပြေလည်မှုတွေအရင်မတူမှုတွေကိုကျွန်တော်တို့မိသားစုတွေပဲမိသားစုချင်းချင်းမိသားစုအရင်ကိစ္စတစ်ခုလို့ဆွေးနွေးကြရအောင်ဆိုပြီးကျွန်တော်ကဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ရုပ်ရှင်သားဒီချိန်မှာသွားရအောင်တော့တစ်ချက်တစ်ချက်ရှုတင်ရတယ်နောက်ထပ်တော့ကျွန်တော်တို့စက်သားလူကြီးကတော့ဆောဘာဘာကျုပ်ကိုပြောရမယ်ဆိုရင် ကျွန်တော်တို့အမှုပညာဆိုတာကရှင်းပြရတော့ဘူးပါတယ်ကျွန်တော်ကအားလုံးပါပါနောက်ဘူးတစ်ချက်ကိုအသာချီတွဲပြီးနေတယ်တက်ကြည့်အဲ့ဒီတက်ကြည့်လူတိုင်းပါရှိတယ်အဲ့ဒီတက်ကြည့်ကျွန်တော်တို့ဒီနေ့ဒီဘုံပြုနေတာရှိလို့ပြောပါတယ်ကိုယ်နေနေရလဲအစားတဲ့ကိုဘကပြင်ဆင်နေဆိုတာကကိုတို့ကကိုတို့လုပ်ခဲ့တဲ့ဟာကိုလောကသားတွေကမေးတဲ့အခါမှာသူတို့မှမေးခွန်းရှိသလို ကိုတို့မှလည်းဖြည့်စရာရှိရမယ်အဲ့ဒီလိုပဲပြင်ဆင်ထားပါတယ်ဟောဒါကတော့ပြင်မဲ့ဝေပန်တာကတော့ပွဲကြီးပွဲကောင်းတို့ဘာလို့ညာတို့ကတော့အပြင်ဝေပန်မှုတွေပါကို့အနေနဲ့အဲ့လိုလည်းမမျှော်လင့်ထားပါဘူးအဲ့လိုဖြစ်ချင်တဲ့ရည်ရွယ်ချက်စမ်းတာလည်းမရှိပါဘူးဒီဆွေးနွေးပွဲနဲ့ရလိုက်တာကတော့ခုနကလိုပဲကိုပိုင်းတင်ပြသွားတာတော်တော်ကောင်းပါတယ်အဲ့တော့ယုံတင်ပြသတဲ့စနစ်တွေဇကအရေးသွေးသတ်မှတ်တာတွေစန်းစားကိစ္စတွေဒါကိုတို့ဒါဆက်ပြီးဆွေးနွေးအကောင့်ထဲပေါ်မယ်ကိစ္စတွေပါအော်ကျွန်တော်တို့ကအလွယ်ကူဆုံးကိစ္စအနှုတ်ထွက်ပေးရမယ့်ကိစ္စပါဒါကျွန်တော်တို့အလွယ်ကူဆုံးကိစ္စအနှုတ်မထွက်မှကျွန်တော်ဆောင်ရမယ့်ကိစ္စတွေအခက်အခဲတွေရင်ဆိုင်ရမှာ ဒါပေမဲ့တကွရှိတာပေါ့နော်ဟိုကျွန်တော် Facebook မှာဖတ်လိုက်ရသလိုပဲပေါ့လူတစုနဲ့တော့လူထုဆိုပြီးမှ on နေပေါ့အဲ့လိုသဘောရှိတာပေါ့ဒီလိုပဲတယောက်နှစ်ယောက်နဲ့တော့လောကသားအားလုံးကိုကိုစားပြုတယ်လို့တော့ပြောလို့မရဘူးပေါ့လောကသားအားလုံးကတကယ်ဆန္ဒရှိရင်တော့ကျွန်တော်နေကြမရှိပါဘူးဒါတော့ကိုပြရရှိနေတယ်အကူကအကူမြင်တဲ့ရှုတော့အကူမြင်တဲ့ဟာခွဲအကူမြင်တဲ့အမားဟိုအကူပြောပြပြပြီးွားပြီဟိုဒီဟာလုံနိုင်တာအကူမဟုတ်ဘူး ဘာလို့တော့အခုဒီအစည်းအဝေးမှာရှိတဲ့တာဝန်ရှိတဲ့လူတွေကဥဆောင်ပြီးလုံးမတာလေအခုဝင်ရောက်ဆွေးနွေးပြီးလို့ရမှာလေအဲ့တော့သူတို့လုံးမယ်ဆိုရင်အခုအရန်ဝါတာလေဘာပြောဘသူပဲလို့လို့အရေးကြီးတဲ့သွားလို့လေအခုလုံးမမဟုတ်ဘူးတဘောရမြင့်ကိုလည်းမဟုတ်ပါဘူးအခုမြင်ရတော့မိသားစုတွေကညီရင်းကိုမောင်နှမတွေကိုဖြစ်နေတော့ညီကိုမောင်နှမချင်းရန်ဖြစ်နေတဲ့သဘောပါပဲတိတ်ပြီးတော့ဒါတွေကတော့အများနဲ့ရှိတတ်ပါတယ်ဘလို့ပါမယ့်အိတ်တိမ်ပဲလေအိတ်တိမ်ပဲဆိုခင်နေတယ်ဒီမှာတယောက်နဲ့တယောက်ကဒီလိုပဲပေါ့ပြီးရင်လည်းဘာမှမဟုတ်ဘူးပြီးရင်ဤဟားနဲ့ပြပြသွားအောင်ပါပါတိတ်ဒါမျိုးတွေကခဏခဏဖြစ်နေကြပါဘာ အဓိကကတော့ညီလေးရယ်ကိုကတော့ Academy ဇာကာတစ်ခုက Academy ပေးလိုက်တဲ့ဇာကာတစ်ခုက Academy စံနဲ့ဝင်ဖို့လိုပါတယ်ဒါမဲ့ကိုယ့်ရဲ့အစိတ်ထဲမှာတော့ကိုလိုယူချက်ခဲ့ပြီမဲ့လေအဖွဲ့စည်းတစ်ခုတော်လကောက်အမှတ်ပေးတဲ့ဇနစ်တော်လကောက်ပင်းလိုက်တဲ့ဇကာကအကယ်မီစံနဲ့ကိုင်းညီမှုမရှိဘူးလို့ကိုယ့်ရဲ့စန္ဒရယ်ကိုယ့်ရဲ့ဒီမြင်နဲ့ကိုနှုတ်ထွက်လိုက်တာပေါ့ဟွာဩဂရကတော့ကျွန်တော်ပြောပြတာဩဂရကဘယ်သူပဲလုပ်လို့ပါဒီဩဂရပေါ်ကိုချမှတ်ထားတဲ့စီမင်းစီကန်းတွေ ဥပဒေတွေ policy တွေဒါတွေအရေးကြီးပါတယ်အခုနပြောင်းသွားပြီးတော့နောက်တစ်ယောက်တည်းလာလို့လေဒီလိုမျိုးသဘောထားကွဲလဲမှုနဲ့ကြုံမယ်ဆိုလို့ရှိရင်တော့ဥက္ကဋ္ဌနဲ့မဆိုင်တော့ပါဘူးဒီဥက္ကဋ္ဌနေရာကိုလုတ်ပိုင်ခွင့်ရှိတဲ့လုတ်ပိုင်ခွင့်ပေးထားတဲ့မူဝါဒတွေနဲ့ပဲဆိုင်တယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျစိတ်ကျင့်တဲ့အာရမှုတော့မရှိဘူးကအော်ဒါနောက်ထပ်ပွဲတွေထပ်တွေ့ရအောင်မထင်ဘူးဘာဖြစ်လို့လဲဆိုတော့ဟောနောက်မှပြင်တာပြင်တာပဲလောလောဆယ်ကဒီဥပဒေအဟောင်းကအတီးဖြစ်နေသေးတယ် အဲ့အတီဖြစ်နေတဲ့ဟာကိုတို့လူရင်ပြောင်းရင်တို့ပြောင်းလို့ရရဆိုတော့အဲ့ဒါယူစိတ်ထဲမှာမကျင်နဲ့ဘူးဆိုတော့အဲ့ဒါကခုနကတော့ကျွန်တော်တို့တင်ပြသွားတဲ့ဟာကိုအခုမီဒီယာကနေတဆင့်အားလုံးပြည်သူတွေလည်းသိမှာပဲလေသိမယ်ဆိုရင်ဘယ်သူတွေမှားပြီးဘယ်သူတွေမှန်နေလဲဆိုတာပြည်သူတွေကဆုံးဖြတ်ပေးပါလိမ့်မယ်ဘာလို့ကျွန်တော်တို့ရဲ့အဓိကဟိုကျေးဇူးရှင်တွေကပြည်သူတွေပါပဲ ပြည်သက်မရှိကျွန်တော်တို့ဘယ်လိုမှယက်တည်လို့မရပါဘူးဖွဲ့စည်းပုံစီကံစီမင်းစီကံဆိုတာကိုတယောက်မှမသိဘူးမမြင်ဘူးမမြင်ဘူးလို့ဘယ်သူမှမထောက်ကြလေမြင်ကိုယ့်နဲ့မြင်တဲ့လူတွေထောက်ကြတဲ့လူတွေအများကြီးရှိလာအောင်အဲ့လိုပဲအကယ်ဒမီပြီးတဲ့စီကံဆိုတာလည်းမမြင်ကြတာလေမမြင်ဘူးလားမြင်ဘူးရင်ထောက်မှာပဲအဲ့တော့သူတို့မပေးလဲကျွန်တော်ကတော့ကိုယ်ကရိုက်ထုတ်ပြီးလို့စပွန်ဆာပေးလိုက်အောင်အဲ့ဒါမျိုးလူတိုင်းရှိမှမရှိသင့်ဘူးလားဒါမှတရားမျှတမှာမဟုတ်ဘူးသူဘာမှမသိပဲလူလေးမောကြည့်နေရပြီလှုပ်ချင်တာလှုပ်ကြတော့ဟောဒါဥပဒေစီမင်းစီကံတိုင်းမှာဟောဟုတ်မှာပဲလေလို့ဘူးမသိဘာမှမသိကြည့်နေရတယ် လောကသားတိတ်တနာစရာကောင်းပါတယ်အဲ့လိုမဖြစ်စေချင်တာအဲ့ဒါကြောင့်ကျွန်တော်မုန်းခံပြီးပြောနေတာကျွန်တော်ဘက်လိုက်တာမဟုတ်ပါဘူးနိုင်ငံကြီးပြောတာလည်းမဟုတ်ပါဘူးကျွန်တော်ဘယ်ပါတီမှလည်းဝင်ဝင်ထားတာမဟုတ်ပါဘူးကျွန်တော် Academy Payroll မှာ NLD ចောင်းပြောတယ်ဆိုတော့ကျွန်တော်တို့လက်ရှိအစိုးရအကြောင်းပြောတာပါ NLD ចောင်းပြောရင်နိုင်ငံကြီးလို့သတ်မှတ်ရင်တော့ကျွန်တော်နိုင်ငံကြီးလို့ဖြစ်နေပါတယ်နောက်ဘက်လိုက်တယ်ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ရုပ်ရှင်သည်ပြည်သူအတွက်ဆိုလို့ရှိရင်ကျွန်တော်ဘက်လိုက်မိတာကပြည်သူအများစုနဲ့ထပ်တူဘက်လိုက်မိခြင်းပဲဖြစ်မှာပါ ဒါပေမဲ့လည်းအ ਨੇ စုရဲ့ဆန္ဒကိုလည်းအ ਨੇ စုပေါ်လည်းကျွန်တော်တို့မလို့မုံထားလုံးဝမရှိပါဘူးဒါမှန်သောသစ္စာစကားပါ